ဘိုးဆိုးကြီးဦးမျိုးကျော်နဲ့သူ့ရဲ့သားအာဒန်တို့ဟာအဘွားဖြစ်သူနဲ့တွေ့ချင်တဲ့အတွက်ထိုကြီးကိုထွက်ခွာလာခဲ့တာပေါ့အာဒန်ဟာဘိုးဆိုးဦးမျိုးကျော်ရဲ့သားအရေးတော်မဟုတ်ပေမဲ့ငငယ်လေးကလေးကဦးမျိုးကျော်ကခေါ်ယူမွေးထားခဲ့တာဖြစ်ပါတယ်သူတို့သားဘာမှာငယ်ညိုးလို့ခေါ်တဲ့အမဲလိုက်မြေခွေးတကောင်လေးရှိပါတယ်အာဒာတရားသူ့ဖေနောက်ကိုလိုက်တာလိုက်နေခဲ့ရပြီမေသူ့ရဲ့မျက်နှာမှာတော့ဈေးမသက်ပသာဖြစ်နေခဲ့ရတဲ့ပုံထွက်နေခဲ့ပါတယ် ။ဘာလို့လဲဆိုတော့အရေးကတွေ့ကြုံခန်းစားခဲ့ရတဲ့ကိစ္စတခုကအခုချိန်ထိမမိတ်နိုင်ခဲ့တယ်လို့ပါ။ပြီးတော့မုတ်ဆိုးဆိုတာမျိုးကလည်းအသက်ကိုလောက်ကြည့်တဲ့ပြီးအန်ဒီယန်နဲ့ကစားနေကြရတဲ့သူတွေဖြစ်ပါတယ်။အာဒါကတော့ဒီယာထရီနဲ့နေသားမကြသေးလို့သူစိတ်ထဲကိုအကြောက်တရားတွေဝေရောက်နေရယူနေခဲ့ပါရဲ့။အာဒါငငယ်လေးကလေးကနေသူတွေ့ကြုံခဲ့ရတဲ့အန်ဒီယန်တွေဟာတိတ်ကိုမှကြမ်းတမ်းလှပါတယ်။သူခင်ဗျား ဗိုလ်ဆိုးဦးမျိုးကျော်ကဲတို့သာတရုတ်တမဲလေးမလွတ်လာခဲ့လေရှိပြီးအခုလိုတက်ရှင်နေကြတာပေါ့ဒါကြောင့်ခုချိန်မှာအာဒါဟာစိတ်တန်ရာပေါင်း16000နဲ့မုံမလဲမိုးဆိုးပေါက်စာလီဖြစ်ပါတယ်လူကြီးမေကအငိးခံရတဲ့စက်ကလေးတွေနဲ့ရင်းနေနေတယ်လို့မိုးဆိုးတွေကလည်းတေကြီးတရားဆိုတဲ့အရာနဲ့တငငယ်ကြီးတွေဖြစ်ကြပါတယ်ဒါကြောင့်တချို့တွေဆိုရင်မိုးဆိုးလို့တော့မပြောဘဲတင်မျိုးကိုစက်ခွဲပြောက်ပြီးလွတ်လာလေရှိတဲ့သူတွေလို့ပြောလေရှိပါတယ်အခုတကောင်းမှလည်း တိုးတော်ရင်မြင်စစ်စစ်ကိုချက်ကျော်ပြီးတွားနေရဖို့ထိုင်တော့ဒီခီးဟာသူတို့အတွက်အင်မတန်မှရေးပါတဲ့ခီးဖြစ်ပေါ်ရပါသည်ဒီလိုနဲ့စစ်စစ်ဖြစ်ကျော်လာခဲ့ရင်လည်းခဲရဲ့တိုးဖို့တဘူကိုရောက်ရှိလို့လာခဲ့ပါပြီဒီခီးပတိုက်ခေကလည်းခက်ခဲကြမ်းတမ်းပြီးတော့ရေတပမနဲ့ကြီးရမယ်စော်စမ်းခန်းတွေရှိခဲ့တယ်ဗျာအာဒန်တယောက်ဒီခီးမှာမျက်နှာမရှင်မလန်းဖြစ်နေခဲ့တာကိုမိုးဆူးဦးမျိုးကျော်ကလည်းတတိထားမိနေခဲ့ပါတယ်ဒါကြောင့် မို့ဆိုကြီးကသူ့သားကိုလိုအပ်တဲ့စကားတွေပြောဖို့ရတဲ့နေရာတစ်ခုမှာအနားယူလိုက်ကြတယ်ဗျာအာရန်မင်းဒီလားတိုးတော်ဝေဆိုတာစိတ်ဝင်စားဖို့ကောင်းတဲ့ຢာဝင်နေပြည့်နေနေတာမျိုးကွာမူဆိုးဆိုတဲ့ကောင်းကလည်းအဲ့ဒီຢာတွေကိုခန်းစားမိပြီးတော့ဒီလိုလို့ရတာကိုကကိုကိုကိုချိန်နဲ့ကိုယူမိတာလာတိတဲ့မူဆိုးဆိုတာတားကောင်ຢာများတာ အရာနေတာအဲ့ဒါတို့စာမခွဲဘူးအတိတ်ကလည်းမကြဘူး အဓိကကြတာကကိုတဲ့ခေါ်အားကြီးမတဲ့တာရဲတွေကိုနဲ့ယူတက်နေတဲ့အခြေပဲအန်ဒီကတော့မိုးဆိုးတွေတွေရက်ရစာပဲကွဒါပေမဲ့အဲ့ဒီခြေကိုမြတ်ခင်မှာတော့နည်းနည်းခက်ခဲတဲ့အပိတ်လေးရှိတယ်အဲ့ဒါကတော့ကိုယ်စိတ်ထဲမှာပြေးလွှားနေတဲ့အကြောက်တရားတွေကိုအရင်ဆုံးအနက်ယူဖို့လိုတယ်အကြောက်တရားကိုနှက်ယူထိချွတ်နေမှာတကယ်အံပွဲကိုဆင်ရွက်နေမှာအေးမဟုတ်ရင်တော့ဘာလို့ရအသက်တွေတစစီဖြစ်ကောင်းဖြစ်သွားနေလဲ ပြီးတော့ငါတို့မိုးဆိုးလို့တည်းမကဘူးကွာလောကကြီးတစ်ခုလိုကစုပိတ်တံပေးဆိုတဲ့ဇနိကြီးနဲ့လက်ပဲ့နေတာငါတို့စုရရရမဟုတ်ရင်တော့ဓာတ်ပေးခံရလိမ့်မယ်ကဲအဲ့ဒါဆိုတော့မင်းကိုတစ်ခုမေးမယ်မင်းစုလို့ချင်းလားတန်ကြီးလို့ချင်းလားလို့ဆမ်းပါကွာငါတို့နဲ့ယူခဲ့တဲ့တောရင်တစေကြီးတွေလွတ်လွတ်လပ်လပ်တဲ့တဲ့ဘေးအန်တရယ်တွေအဲ့ဒါတွေကကံကောင်းလို့မဟုတ်ဘူးနော်လာတို့ရဲ့ကြိုးစားအားထုတ်မှုတွေပဲ။ မင်းစဉ်းစားစမ်းပါမိစိတ်ထက်ကကြောက်တရားတွေကိုမေဒီတဲမဲ့ရှိုးပေးတော့မှလားအာဒါဒီယောသူ့ပြည့်ရဲ့စကားတွေကိုကောင်းတဲ့မှာကြီးကြီးပြန်လဲတိုးတက်ပြီးတော့မင်းလို့ကိုမေးအသက်ကိုပြီးပြီးရှူထိုးလိုက်ပါပြီးတော့မှသူ့ဤထက်ကကြောက်တရားတွေကိုရဲရဲစိုးကြိမ်လိုက်ပြီးတော့အမှန်တရားကိုလက်ခံလိုက်တာပေါ့ဟူဟုတ်တယ်ပေကျွန်တော်ကလင်းမဟုတ်တော့ဘူးပဲအခုလိုလေအန်တရာတွေကိုတွေးပြီးတော့ကြောက်နေတာမဖြစ်သေးဘူး ဘိုးဆိုတာကကစားပွဲပဲကစားပွဲကိုပါနေစွာနဲ့ကစားမလားအရှိုးပေးညက်ခါလိုက်မလားဆိုရင်ကျွန်တော်ကတော့ပါနေစွာနဲ့ဆက်ကစားမယ်ပဲကျွန်တော်တွေးကြောက်မနေတော့ဘူးဗျ Okay ကောင်းပြီငါသားအဖေပြောတဲ့ຢာတွေကိုမေ့နားလည်သွားပြီလို့ညွှန်းလင့်တယ်ကဲဆိုတော့ဒီမှာခဏနားကြပြီးအဖေတို့ခီးဆက်ကြမယ်သူတို့သားပါခီးတရမှာခဏနားကြရင်စိတ်ခေါ်အားလူခေါ်အားတွေတန်လင်းဖြစ်တည်ကြပါတယ် ဒီမှာတဲ့တပင်ကြီးတွေကြောင့်နေပူရှိကလည်းတိတ်မပြေးလာပဲခန့်စင်စီတိတ်ရွရနေလေးတွေကလောသားတွေစိတ်ဝင်ခံစားလျက်ရှိပါတယ်လောကကြီးကပေးထားတဲ့လက်ဆောင်တွေထဲမှာတက်ဘွားတောတောင်တွေကလည်းတစ်ခုပါပဲဖြစ်ပါတယ်ယူကြီးပြကြီးတွေမှာလို့မိခုံးွင့်တရာထောင်းနဲ့စဲတန်ကားသားတွေနဲ့ဇူညာတန်တွေဈာမနေရတယ်လို့မဟုတ်ပဲဘာယာအေးချမ်းတဲ့ခံစားချက်လေးကိုရရှိခံစားရမှာဖြစ်ပါတယ် ဒါရောက်တခါတခါလောက်တော့တွားရခန်းစားကြည့်ဖို့တိုက်တော်လို့ပါတယ်အဲဒါပေမဲ့ချိုတိုတော်တော်လို့ပြောတာတော့မဟုတ်ပါဘူးသူတို့ကဘာအနာယူဘက်ကင်းနေနေအာဒန်တရားကိုဘက်ဒီဘက်ကိုလှဲကြည့်ရင်တစုတစ်ယောက်ကိုလက်ရှာနေကြတာပေါ့အဲ့ဒါကတခြားမဟုတ်ပေငညူလို့ခေါ်တဲ့မြေခွေးလေးကိုလက်ရှာနေတာဖြစ်ပါတယ်ငကြုံးကလည်းသူ့နဲ့မလမကန်ကြောက်တိုးတွေနားမှာရှိနေတာသိမြင်လဲရပါတယ်ဟေ့ငညူယော့မင်းတို့ ဝင်းညိုလေးကလည်းအာဒံပိတ်ချူလိုက်တဲ့အသားကိုပြင်းပြန်စွာပဲထဆာခဲ့ပါလေ။ဝင်းညိုလေးကလည်းဒလိဆန်းဆိုပေမဲ့လူစကားမပြောရုံတမဲအကိုလူကိုနားလည်တဲ့မြေခွေးလေးဖြစ်ပါရဲ့။ဒါကြောင့်ငိုဆိုးဦးမျိုးကျော်ကလည်းအခုလိုပြောတာပုံ။ဒီကောင်လေးမှာငါတို့လိုသိညာရှိတယ်ကွာ။အကိုလူကိုသူနားလည်သဘောပေါက်တယ်။အခုငါတို့သူ့ကိုကျိုးမွေးထားတယ်ဆိုပေမဲ့နှုံးတစ်ဖက်စလို့ကြိုးရှိရလို့ပဲဆိုရမှာပေါ့ကွာ။တော်တော်အားကိုးရတဲ့ကောင်လေး။ သူတို့ခဏတစ်ဖြုတ်နားယူအားဖြစ်လို့ပြီးမှာတော့ဒုတိယခီကိုပြန်လည်စတင်ထွက်ခွာလာခဲ့ပါ रे ခီလန်ဟာတပြည့်ပြည့်နဲ့တွင်ကျဲလာပြီးတော့မဟာတောကြီးရဲ့အတွေ့တဲ့အတွေ့ကြကြနေရာတည်ရောက်လာခဲ့ပါ रे လက်တရှောက်မှာလည်းလိုင်ကူကြီးလိုကျောက်အမိုးကပဲရှိတဲ့နေရာတွေကိုကျွန်ပြဲလာခဲ့ရင်လည်းသူတို့ရဲ့ခီလန်ဆိုးကို ရောက်လာခဲ့ပါ रे ခီဆိုးမှာတော့တကယ်ကြီးမာတယ်လိုက်ကူဝါကြီးတို့ကို တွေ့မိလိုက်ရတာပေါ့ အရင်ဟိုးတဲ့ချိန်ကတော့ဒီကူကြီးနိုင်တမန်ကြားတကောင်ရှိခဲ့ပူပါတယ်။ဒီတမန်ကြားနဲ့နောက်ကျောင်းရဆွေကိုတော့နောက်ရက်တွေမှာတင်ဆက်ပေးသွားပါမယ်။တကယ်တော့သူတို့တာပါဟာအာရန်ရဲ့အဘွားဖြစ်သူအဘွားပြိုးချိုရဲ့အုတ်ကူစီကိုလာခဲ့ကြတာဖြစ်တယ်ဗျာ။အာဒန်မင်းရဲ့အဘွားစီကိုရောက်ပြီးပန်းလေးတွေခူးပြီးတော့သူ့ကိုနှုတ်ဆက်ခေါ်ပြပြရအောင်။ကဲလာလာငါပြမယ်။အာဒန်ဟာ ပန်းလေးတွေခုပြီးတော့အဘွားပြိုးချိုရဲ့အုပ်ကိုစီကိုရောက်လာခဲ့ပါတယ်။အရန်ရှိနေသားရွယ်လေးကလေးကအခုမှပဲရောက်လာခဲ့တာဖြစ်တယ်ဗျာ။အခြေကားလာအတိလေခုနှစ်နှစ်ရှိနေတောင်ကြာညောင်းခဲ့လာပါပြီ။အဘွားပြိုးချိုဟာတမန်တည်ဆိုးခဲ့တာမဟုတ်ပဲတမန်ကြလက်ချင်နဲ့တည်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အဘွားအုပ်ကူကဒီလောက်အတွေ့ကြနည်းနည်းတဲ့နေရာမှာရှိနေခဲ့ရကြီးဖြစ်ပါတယ်။ဒီလိုနေရာမျိုးတွေဆိုတာက အပေါ်ရကကြည့်ရတော့ဘာမှမဖြစ်ဘူးထင်ရပေမဲ့မထေမထေသလိုအန်ဒီယထွေကရောက်လာတတ်ပါ रे ဒါကြောင့်အရန်လေးရွယုံမှာသူ့ဘေကခေါ်လာခဲ့ရချေဖြစ်တာပေါ့အဘွားတော်ကြည့်လိုက်အဘွားကိုပြုစုဆက်ရှောက်မယ်ဆိုတဲ့ကိစ္စကိုတည်နေခဲ့ဘူးဒါကြောင့်ကျွန်တော်စင်မကောက်ပါဘူးဒါပေမဲ့အခုတော့ဒီတဲ့နင်းနေတဲ့နေရာမှာရှိနေမှာပေါ့နော်ကျွန်တော်ကိုလေဘာမှစင်မဘူးနဲ့တည်လာကျွန်တော်လူကြီးဖြစ်နေပါပြီ ်အဘွားစိတ်ချနဲ့ချနားယူပါဘယ်ဘွားကိုပဲရရောက်ဒီလိုဖြစ်ဆုံမျိုးနဲ့ထက်မကြိုပါစေနဲ့လို့ကျွန်တော်ဆုတောင်းပေးပါရယ်အဘွားကြိုးကြွာကောင်းရဖြစ်ပြီးတဲ့အချိန်မှာတော့သူတို့သားပါဒုနီယာအားကြောခိုင်းကထက်ခွာလာခဲ့ပါတယ်ဒါပေမဲ့ထိုကိုကြီးနဲ့ညီတို့အိုက်မှာကြားနဲ့တောင်းရင်ကောင်တွေရှိတယ်ဆိုတဲ့ခြေရာလက်ရာတွေကိုတော့သူတို့မတွေ့ခဲ့ရပါဘူးအခြေတွေကုံဆုံးလာခဲ့ရေးကောက်ကေဘူကနေရာတွေအားလေး တပြေးပြေးပြောင်းဆိုးလာခဲ့ပါတယ်။ဒါကြောင့်ဒုတိယအီတန်ခီးကိုလေခီးတောင်မှာအနာယူအိဆက်ဖို့စီစဉ်ရပြန်ပါတယ်။အဲ့လိုနဲ့လိုချိုမဲလို့တည်တည်နေရတခုကိုရွေးချယ်လိုက်ကထိုနေရာ၌စကန်ချလိုက်တာပေါ့။စကန်ချရနေရာ၌အလေးအောင်ကမရှိမဖြစ်လိုအပ်တာကြောင့်မိလေးပို့ပြီးတော့သူတို့အနာယူအိဆက်ဖို့လွတ်ပါတယ်။အာရန်အဖေတို့တတိလေးထားပြီးတော့အလှဲ့ကြအေးရအောင်။မိက ဆေးပြပန်လူပပန်းထားတာဆိုတော့မင်းရင်အေးကွာအဖေဆောက်ပြီးမယ်ကျတော်မအေးချင်သေးဘူးပဲအဖေရင်အေးချင်အေးလိုက်ပါလားကျတော်ခဏလောက်ထိုင်နေချင်းသေးတယ်ဒီလိုပြောလိုက်တာကြောင့်အဖေလူတဲ့သူကတော့အရင်ဥစွာအေးဆက်လိုက်ပါလိလူငယ်ဖြစ်တဲ့အာဒံကတော့ငယ်ဘွားကတူကြီးခဲ့တဲ့ဘွားเจ้าကိုတွေ့ရင်ထိုင်နေခဲ့လိုက်ပါလိဒီလိုနဲ့တဖြည်းဖြည်းရာဦးညချီတွေ ကိုဆိုးလာခဲ့ပြီးညနေပဲကိုရောက်လာခဲ့ပါလိ ညာကနဲ့လာလီလီတော်တဲ့ကအေးဆဲကောင်းလေးတို့ရဲ့အတန်ကပုံပေါ်ပြီးတော့ကျဲလောက်လာလီပေါ့ညာဘက်တွေဆိုတော့ယာဒီဥရုလေးကလေနေရောတန်ရောရှိပြီးနည်းနည်းအေးလာခဲ့ပါတယ်ဒါကြောင့်အာဒန်တယောက်လေမလို့တွေလိမ့်လံလာပြီးတော့ဂျိုဒီရဲ့အေးချင်လာခဲ့ပါတယ်ဒါပေမဲ့ဘူဖိုရဲ့စီမေတိုင်းတယောက်စလို့အေးပြော်လို့မဖြစ်တာကြောင့်တယောက်ကတော့စောကြည့်နေရမှာပါအာဒါလေသူ့ဘေကိုနှိုးရမှာအာနာလို့ ဒရီလလိုအိပ်ပျော်သွားခင်ရှာပါတယ်။ဘာသာအိပ်ပျော်သွားတာနဲ့အေးချညီစိတဲ့ပဲဝန်းကြီးဟာလေမကောင်းတဲ့ငွေတဲ့တွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကိုအာနာတို့သားပါကတော့တိမထောင်းမင်းရက်ပြီမဲ့အာယုခနိုင်စားမိမာတဲ့မြေခွေလေးကတော့အဲ့ဒါကိုသိနေခဲ့တာပေါ့။ဒါကြောင့်အန်တီရောက်လာမယ်လို့ခန့်စားမိတဲ့ဘက်ကိုမညိုလေးကရန်လိုပြီးတော့ဆက်ကြည့်နေခဲ့ရဲ့ဗျ။ဘာရဲ့တရိစံတွေရဲ့အာနေချက်ဟာရာသူနီးကိုမြောက်ခင်ချေကလေးက ကြိုတင်ပြီးတော့သိရှိကြပါတယ်။အခုလက်ငညိုလေးဟာကြားတော်ရံနဲ့ကိုခံစားသိရှိနေကြတာကြောင့်ရာသူရောက်လာပြီဖြစ်တဲ့ကြောင့်တကယ်တော့ကိုအော်နိုးနေရပါပြီ။ဒါပေမဲ့ခီးပန်းထားတဲ့အာဒါတို့တာပါကတော့တွတ်တုံးမှမလုပ်ခဲ့ပါဘူး။သူတို့ကမလုပ်ပေမဲ့ငညိုလေးအာယုခံမိတဲ့ကြာကြီးကတော့သူတို့ရဲ့နေကိုအပြေးပြင်းနဲ့ရောက်လာခဲ့ပါပြီ။ဒီကြာကြီးကနင်းနေတော့ဇန်းနေပြ။ဘာလို့လဲဆိုတော့လမ်းကြောင်းတာတန်းမှာ ဖိုက်တာလူရှောင်းနေခဲ့တယ်ဗျာမတီတော့ကော်ဖူပန္နာတဲ့ကထဲလုံရဲ့ဓာနဲ့ရှောက်လာခဲ့တာပုံတင်းမကြလက်ခင်ခြေလေးမှာပဲအာရာရိုစီကိုထိုကြာကြီးရောက်ချလာခဲ့ပါတယ်ဟုတ်ကြာကြီးကဒီမျိုးကဒီမျိုးကြီးပဲဗျာသူ့ရဲ့လိမ်မကြီးကငွေတကောင်လိုထောက်ထွက်နေခဲ့ပြီးတော့ရှော်လေးကိုလည်းငွေလိုကစားနေခဲ့ပါတယ်ဘာတပိုင်းငါးတပိုင်းဆိုတဲ့စကားပေါ်ကိုကြားဖို့ဝင်မယ်ကြားတပိုင်းငွေတပိုင်းဆိုတဲ့စကားကိုတော့ ဝီဂျီမဲတို့ကြားဖို့မဲလို့မထင်ပါဘူး။ဒါကြောင့်ဝီဒီကောက်လိုပောက်မှလား၊ကြားတကောက်လိုကိုက်မှလားဆိုတာကလည်းစဉ်းစားလို့မတည့်ကျဲခဲ့ပါဘူး။ဒါပေမဲ့အတန်ကတော့ကြားတကောက်လိုဟိဟုတ်အော်ဟိနေခဲ့ပါလေ။ဒါတုန်းမှမိုးဆိုးကြီးတွေကတော့နိုးမလာခဲ့ဘူးဗျာ။ထိုမွေကြားကြီးဟာအလှပြဖို့ရောက်လာတာမဟုတ်ပဲသိချတာကတော့သူ့ရဲ့ဆာလမ်မှုကိုဖိပြဖို့ရောက်လာခဲ့တာဖြစ်ပါလေ။ဒါကြောင့်အနည်းမှရှိတယ် သူ့ရဲ့စာတွေကိုလှမ်းပြီးတော့ကြီးလိုက်ပါတယ်။သူ့ရဲ့စာကတော့အိပ်ပျော်နေတဲ့ဥမျိုးကျော်ကိုတားဖာဖြစ်ကြပါတယ်။ဒါကြောင့်သူ့ကိုစားရတဲ့အလေးကိုချိကပ်ဖို့လို့နေခဲ့ပါတယ်။ဒါပေမဲ့ငညိုလေးကတော့သူ့တခင်အားစားပွားမှာကိုခွင့်မပြုခဲ့ပါဘူး။အကောင်သေးပေမဲ့တက်တီကတော့မသိဘူးဗျာ။သူ့မှာရှိသည်မြတ်အတန်လေးဖြင့်ဒေမူကြားကြီးကိုမောက်ထိုးဖြစ်နေခဲ့ပါတယ်။ရေခွေလေးဆိုတော့လေခွေးတကောင်ရဲ့အတန်ဩဇာလာတော့သူ့မှာမရှိဘူးဗျာ။ တို့ပေမဲ့လေသူအကောင်းဆုံးစူးစမ်းပြီးတော့မူကြားကြီးကိုဟန်တားထားခဲ့ပါတယ်။ဒါကြောင့်မူကြားကြီးလည်းအနောက်ကိုကဲဖို့အခက်ထွေးနေခဲ့ရတယ်ဗျ။ဘလူးပဲဖြစ်ဖြစ်မူကြားကြီးကတော့ဒီတိုင်းတော့လက်လျှော့မှာမဟုတ်ပဲမရရတဲ့အနေနဲ့သူ့ရဲ့စာပြေကို စားမှဖြစ်ပါတယ်။အဲဒါကြောင့်ဒီခွေးလေးအနောက်ကိုနှိလာပြီးတော့ရေဆိုးတင်းမဲ့စာပြေရွေးချက်လိုက်ပါတယ်။အနေမကန်ရှုံးမပေးတဲ့ငညိုလေးကလည်းသူ့တက်နေတယ်လို့ရောက်အောင်ခုခံထားခဲ့ပါတယ်။ ညာကောက်တဲ့ညိုလေးဟာအဲ့ဒီခြေလေးတွေမှာသူ့တခင်တို့ကိုတွေးရတွေ့အိပ်ဖြော်နေတဲ့အာဏာတို့ကို ရှူးနဲ့ပန်းလိုက်ခဲ့ကြ။မင်းနာကိုရှူးနဲ့ပန်းခန့်လိုက်ရတဲ့ခြေရမှာပဲအိတ်ကောင်းနေတဲ့တာပါတို့ နိုးလာခဲ့ပါတော့တယ်။သူတို့နိုးလာတဲ့ချိန်မှာတော့ရုံးမစိတဲ့တမန်မူကြကြီးကိုတွေ့လိုက်ရပြီးခဏလောက်ကြောက်သွားခဲ့ပါတယ်။ပြီးတော့မှရာသူရောက်နေပြီဆိုတဲ့သတိဝင်လာက ရေဆန်တက်ခဲ့ပုံလို့တာပေါ့။တမန်ကြီးဟာထို့သော ထလန်းစွာနဲ့အော်ဟဲလိုက်ပြီးတော့ထိုတမန်ကြားမူကြီးကိုလေရေစေဖို့ပြေးလိုက်ပါလေလေမင်းရှိရှိခြေရန်လက်တန်ရှိနေထိုကြားကြီးဟာသူ့ရဲ့မျက်စိထဲမှာတော့ဦးကြောင်ကြားကြီးဖြစ်နေခဲ့ပါတယ်ကြည်ရတာတော့မမနဲ့တွေ့သွားတဲ့ကြားကြီးဖြစ်ပေါ်ရပါတယ်သူကသူတော့အပြင်းမှန်ပြီးနေကျုပ်ဆရာကြီးလို့ထင်နေပြီမဲတကယ်တမ်းမှာတော့ဦးကြောင်ကြားကြီးဖြစ်နေခဲ့တာပေါ့ဒီပိုင်လေးကတော့ဒီနေရာမှာပဲ